မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကိသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာလူငယ်တွေပြည်ပနိုင်ငံတွေကိုနီလမ်းမျိုးစုံနဲ့ခွက်ခွာနေမှုကို တားဆီးပေးဖို့အကြံဖတ်စစ်တပ်ကလုပ်ငန်းရှင်တွေကိုပါအကူအညီတောင်းလာပြန်လို့ဆိုပါတယ် စကိုင်းတိုင်းကနီမြို့နယ်ကချောင်းမရွာတိုက်ပွဲကနေအကြပ်ဖက်စစ်တပ်စစ်ကြောင်းလိုက်တပ်ပြက်ပြီးထွက်ပြေးလာတဲ့အထက်ကဒုတကြက်တအုပ်နဲ့စစ်မှုထမ်းတပ်သားတင်နှစ်ဦးကိုလက်နက်သုံးလက်နဲ့အတူတော်လှန်ရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားတဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာလူငယ်တွေပြည်ပနိုင်ငံတွေကိုနီလန်းမျိုးစုံနဲ့ထွက်ခွာနေမှုတွေကိုတားဆီးပေးဖို့အကြပ်ဖက်စစ်တပ်က လုပ်ငန်းရှင်တွေကိုပါအကူအညီတောင်းလာပြန်တယ်လို့ UMSCCI တည်င်းရင်းမြစ်ကရေကုန်ခစ်တစ်ကိုပြောပါတယ်။ဒါကတော့စက်တင်ဘာလ18ရက်နေ့ကပဲအဂျမ်ပါစစ်ကော်မရှင်ဝင်ကြီးကိုကိုလှိုင်းဆိုသူကရန်ကုန်မြို့မှာရှိတဲ့မြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMSCCI ကိုလာပြီးတော့လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံတဲ့အချိန်မြန်မာလူငယ်တွေပြည်ပနိုင်ငံတွေကိုနီလန်းမျိုးစုံနဲ့ထွက်ခွာနေတာတွေကိုတားဆီးပေးဖို့အခုညီတောင်းတပြန်တာဖြစ်တယ်လို့ဆိုပါတယ်အဓိကကတော့ လက်ရှိမြန်မာနိုင်ငံမှာလူငယ်တွေနဲ့အလို့သမားတွေဟာပြည်ပနိုင်ငံတွေကိုတရားဝင်ရောတရားမဝင်ရောနီလန်ပေါင်းစုံနဲ့ထွက်တာတွေအရင်များနေတဲ့အတွက်ဒါတွေကိုရှော့ချနိုင်ဖို့တားဆီးနိုင်ဖို့ဇီဝိုင်းလုပ်ငန်းရှင်တွေကုန်တဲ့တွေအနေနဲ့အလောက်ကန်အစ်စ်တွေဖန်တီးပေးဖို့လုပ်ငန်းခွင်မှာတတချောင်းကြီးရေးနဲ့ထိုက်တဲ့နဲ့လာစာတွေပေးကြဖို့အဲ့ဒီအချင်းဖက်စစ်ကော်မရှင်ဝင်ကြီးကိုကိုလှိုင်ဆိုသူကပြောသွားပြန်တာဖြစ်တယ်လို့ UMCCI တရင်ရှင်မြစ်ကပြောထားပါတယ်ဒါပေမဲ့ လက်ရှိမြန်မာနိုင်ငံမှာလူငယ်တွေပြည်ပကိုထွက်ခွာနေတာဟာအလောက်ကမရှိတာတက်စစ်မှုထမ်းဥပဒေကြောင့်ဆိုတာကိုတိတိကျကျနေမတိကျုံကျုံပြူပြီးအဲ့ဒီအကြမ်းဖက်စစ်ကောင်မရှင်ဝင်ကြီးကိုကိုလိုက်ဆိုသူကပြောသွားတာဖြစ်တယ်လို့ UMC ဆိုင်တရင်ရင်မင်းကပြောထားပါသေးတယ်လက်ရှိမှာလဲစစ်တကားပြည်ပကိုလူငယ်တွေတရားဝင်ထွက်ခွာမှုတွေကိုရန်ကုန်လေစိတ်မန္တလေးလေစိတ်တွေမှာတားဆီးမှုတွေလုပ်နေတဲ့အတွက်တရားဝင်လမ်းကြောင်းနဲ့ပြည်ပထွက်ခွာမှုတွေအလွန်ရော့ကျသွားပြီး တစ်ဖက်ကတရားမဝင်နေဆက်ဖြစ်ကျော်ထွက်ခွာမှုတွေတိုးပွားလာနေတယ်လို့သိရပါတယ်။လက်ရှိမြန်မာနိုင်ငံလေစိတ်တွေမှာအသက်၈နှစ်ကနေအသက်35နှစ်အထိလူငယ်တွေအနေနဲ့ပြည်ပကိုအလေပတ်ရော့အလောက်ကိုင်းနေရော့ထွက်ဖို့အတော်ကိုခက်ခဲနေပြီ။ VIP လမ်းကြောင်းတို့စစ်တပ်နဲ့ပတ်သက်တဲ့သူတွေကလွဲပြီးဂျန်တဲ့သူတွေကိုစစ်စေးအဖွဲ့တွေကစားရစားတဲ့အစုံလင်ပြနိုင်ရင်တော့ပေးမထွက်တာတွေရှိနေတဲ့အတွက်နေဆက်ကနေတရားမဝင်ထွက်ကြတဲ့သူတွေများလာတယ်လို့ ရန်ကုန်မြို့ကနေထိုင်းနိုင်ငံကို MOU အလုပ်သမားပို့ဆောင်ပေးနေတဲ့ပြည်ပအလုပ်ကိုင် agency manager တဦးကရှင်းပြထားပါတယ်။တစ်ဖက်မှာလည်းအဲ့ဒီလိုတရားမဝင်လမ်းကြောင်းကနေအင်းချင်းထိုင်းနိုင်ငံကိုဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေကိုထိုင်းအာဏာပိုင်တွေကဇက်တိုက်ဆိုသလိုဖမ်းဆီးရမိနေပြီးတပတ်အတွင်းမှာရင်းလူကြီး3000ကျော်အထိဖမ်းဆီးရမိမှုတွေပါဖြစ်ပေါ်နေတယ်လို့မြန်မာရွှေပြောင်းလူသမားအရေးကူညီပေးနေတဲ့ AAC ကိုရဲမင်းကရန်ကုန်ခေတ်ကိုပြောထားပါသေးတယ်။အဲ့ဒီလိုဖြစ်စဉ်တွေကြားလေကမြန်မာနိုင်ငံမှာရှိတဲ့လူငယ်တော်တော်များများဟာ ဂျက်ဖစ်စတရဲ့မတရားစစ်မှုထန်ခိုင်းမှုတွေပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့်ပြည်ပနိုင်ငံတွေကိုနီလန်ပေါင်းစုံနဲ့ထွက်ခွာဓာတ်တွေများနေတယ်လို့ဒါကိုအဂျက်ဖစ်စကော်မရှင်ဝင်ကြီးကိုကိုလိုင်းဆိုသူကဘာမှမဆိုင်တဲ့ပြည်တွင်းလုပ်ငန်းရှင်တွေကိုပါမြန်မာလူငယ်တွေပြည်ပနိုင်ငံတွေကိုနီလန်မျိုးစုံနဲ့ထွက်ခွာနေတာတွေကိုအလောက်ကန်တွေဖန်တီးပေးပြီးတားဆီးပေးဖို့အခုညီတော်တောင်းနေပြန်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့ စကိုင်းတိုင်းကနီမြို့နယ်က6မရွာတိုက်ပွဲကနေ Jefferson တက်စစ်ကြောင်းလိုက်တပ်ပြက်ပြီးထွက်ပြေးလာတဲ့အထက်ကဒုတက်ချက်တဦးနဲ့စစ်မှုန်တတသည်နှစ်ဦးကိုလက်နဲ့၃လက်နဲ့အတူတော်လိုင်းတက်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ရင်းမာပင်မြို့နယ်ပကဖားရဲ့တာဝန်ရှိသူတဦးကရခုံခစ်တက်ကိုပြောပါတယ်။ဒါကတော့စက်တင်ဘာလ14ရက်နေ့ကပဲ။ ကဏီမြို့နယ်ကချောင်းမကျေးရွာဘက်မှာအကြက်ဖက်စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းပူပေါင်းတက်တွေကြားတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်တပ်စစ်ကြောင်းတစ်ကြောင်းလုံးတပ်ပြတ်ပြီးဖယူဖယဲနဲ့ထွက်ပြေးသွားကြတယ်လို့အဲ့ဒီလိုထွက်ပြေးသွားတဲ့စစ်တပ်စစ်ကြောင်းတွေကဒုတက်ကျက်တဦးနဲ့စစ်မှုထမ်းတပ်သားတင်နှစ်ဦးကိုလက်နက်သုံးလက်နဲ့အတူတော်လိုင်းတက်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ရင်းမာပင်မြို့နယ်ပကဖရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်။ဒါပြင်စက်တင်ဘာလ17ရက်နေ့ကလည်း ကဏီမြို့နယ်ချောင်းမရွာကိုစစ်ကြောင်းထိုးလာတဲ့အချက်ဖက်စစ်တပ်ရဲ့တပ်မ33လက်အောက်ခံခံပါရ16ကဘုံမှုတူရိန်ဦးဆောင်တဲ့အင်အားတရာဝင့်ကျင်ပါစစ်ကြောင်းကို NG ကကွေးဝင်ကြီးဌာနကုတ်ကဲမှုအောက်ကတရင်တပ်ဖွဲ့တွေပကဖတ်တွေနဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချင်းမမှုအတွင်းမှာလေအချမ်းဖက်စစ်သား3ဦးပွဲချင်းပြီးကိုတိတ်သွားတဲ့အပြင်နောက်ထပ်စစ်သား4ဦးကိုပါတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိခဲ့ပြီးသူတို့စီကနေတနက်9လက်ကိုလည်းတင်းစီရရှိထားတည်တယ်လို့သိရပါတယ်ခင်ဗျာ တစ်ဖက်မှာလေဒင်းသားကြီးတိုင်းထိုင်းမြန်မာနေဆက်အချက်မှရှိတဲ့မော့တောင်လမ်းမိုက်မှာအကျန်းဖက်စစ်တပ်နဲ့ KNL ပူးပေါင်းတပ်တွေအကြားတိုက်ပွဲဖြစ်ပွားပြီးအကျန်းဖက်စစ်သား2ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမပါအလောင်းတွေစီကနေတနက်နှစ်လက်ကိုပါတပါးတဲ့တင်းစီရရှိခဲ့တယ်လို့ GNU ဘိတ်တဝဲခရိုင်ကထုတ်ပြန်ထားပါတယ်။ဒါကတော့စက်တင်ဘာလ18ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲဒင်းသားကြီးမြို့နယ်ထိုင်းမြန်မာနေဆက်မော့တောင်ကုန်းသွေးရေလမ်းမိုက်မှာရှိတဲ့တိန်ခွန်ချေးရွာအနီးမှာ အကြံဖတ်စစ်တပ်နဲ့ KNL ပူးပေါင်းတပ်တွေအကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲအတွင်းအကြံဖတ်စစ်သားနှစ်ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမပါအလောင်းတွေစီကနေတနက်နှစ်လက်ကိုပါတပါးတဲ့တင်းစီရရှိခဲ့တယ်လို့ GNU ဗိတ်တော်ဝခရိုင်ကထုတ်ပြန်ထားပါတယ်အလားတူစတင်မလာ၁၇ရက်နေ့ကလည်းအဲ့ဒီမော်တော်နေဆက်ကုံတွေကြီးလက်ကတိန်ခွန်ချိရွာအနီးဝင်းကျင်ကိုရောက်လာပြန်တဲ့အချက်ဖက်စစ်တပ်နဲ့တော်လန်ကြီးပူပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်ပွားမှုအတွင်မှာလည်း စစ်တပ်ဘက်က10ဦးထပ်မနဲ့အသီးသီးတိတ်ကုန်ကြတဲ့အပြင်အဲဒီမှာလဲလက်နက်ခဲရဲတချို့တင်းစီရရှိခဲ့သေးတယ်လို့သိရပါတယ်လက်ရှိဒင်းနိုင်တိုင်းဘက်မှာတော်လိုင်းရဲတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်တပ်ကပြန်လဲလိုချင်နေတဲ့အတွက်ညီပြင်းစစ်ကြောင်းထိုးတာတွေတွားတွားလုံနေပြီမယ်တော်လိုင်းရဲတပ်တွေကိုဘလို့မှမကြော်နိုင်မယ်သူတို့စစ်တပ်စစ်ကြောင်းတွေသာအထိနာပြီးပြန်ပြန်ဆုတ်ပြေးနေရတဲ့အခြေအနေတွေပဲဖြစ်နေတယ်လို့ဒေတာတွင်းသတင်းရင့်မြစ်ကလည်းပြောထားပါသေးတယ်ခင်ဗျ ဖက်မှာတော့နေပြည်တော်စကိုင်းနဲ့ချင်းပြည်နယ်ဘက်မှာအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့စစ်မှုရန်တပ်သား၄ဦးဟာဒေါ်လာရေးတပ်တွေစီမှာအလင်းဝင်ရောက်လာကြတယ်လို့မင်းမူခိုင် PDF အမှတ်6တည်ရင်ရတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့စက်တင်ဘာလ၄ရက်နေ့ကပဲမကွေးတိုင်းငဖဲမြို့နယ်ကအကြမ်းဖက်စစ်တပ်ရဲ့ကပ္ပဆာ14ကိုအပုတ်ခံထားရတဲ့စစ်မှုရန်တပ်သား၄ဦးဟာမင်းမူခိုင် PDF အမှတ်6တည်ရင်စီကိုထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်ဆိုပါတယ်။ အဲ့ဒီလိုအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့၄ဦးစလုံးကိုဒေါ်လာရင်းတွေကကောင်းကောင်းမွန်မွန်လက်ခံဆောင်ရှောက်ပေးထားပြီးသူတို့ဟာနေပြည်တော်စကိုင်းနဲ့ချင်းပြည်နယ်ဘက်မှာအလုတ်ကပြန်လာတဲ့အချိန်အကြက်ဖက်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးတာကိုခံခဲ့ရသူတွေဖြစ်တယ်လို့လည်းမင်းမှုခိုင်ပီတီရဲ့အပတ်ချောက်တရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိမှာတော့အကြက်ဖက်စစ်ကောင်းစီတပ်ကသူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်တွေအတွက်လူငယ်တွေကိုနေရာဒေသအသီးသီးမှာပေါ်တာဆွဲဖန်စီတာတွေကိုတောင်းရှောက်လုပ်နေပြီးစစ်သားတွေစုဆောင်းနေသလို တစ်ဖက်မှာလည်းအဲ့ဒီလိုစစ်သားတစ်စူဆောင်ခံရတဲ့လူငယ်တွေဟာရှေ့ဒန်းတွေအပုတ်ခံရတဲ့အချိန်အခွင့်အရေးရတာနဲ့တော်လိုင်းတတွေစီကိုမရမကထွက်ပြေးလာပြီး အလင်းဝင်ရောက်လာတာတွေဟာဒုနဲ့ဒေးကိုရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့မွန်ပြည်နယ်တံဖြူစီရဲ့မြို့နယ်အနင်းကျေးရွာအနီးကင်းဘုတ်ဝင်နေတဲ့အချက်ဖက်စစ်သား၄ဦးကိုတော်လိုင်းရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွေ့အဲဒီစစ်သား၄ဦးစလုံးပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီလို့ MSRF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရက်ကုန်ခစ်တစ်ကိုပြောပါရတယ်။ဒါကတော့စနေမလာ၁၈ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲတန်ဖြူစီရမြို့နယ်အနင်းကျေးရွာရစ်ဘူတာယုံဘေးနားမှာကင်းဘုံဝင်နေတဲ့အကြမ်းဖက်စစ်သား၄ဦးကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကပျောက်ကြားနီးနဲ့ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းကင်းဘုံဝင်နေတဲ့စစ်သား၄ဦးစလုံးဟာနေရာမာတဲ့ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီ။ အဲ့ဒီအနီးတစ်ဝိုက်မှာစုစုပေါင်းစစ်သား15ဦးလောက် ကင်းပုံးဝင်နေကြတာဖြစ်တယ်လို့စစ်သား၄ဦးပွဲချင်းပြီးတိတ်သွားတာကိုတော့အတီးပြုတ်နိုင်ခဲ့တယ်လို့ MSRF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရှင်းပြထားပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုကိုတော့မွန်ဘီဖက်ဒရယ်ကောင်စီကာကွယ်ရေးဌာနတပ်တွေဖြစ်တဲ့ MSRF နဲ့ YPDF တပ်တွေပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းပြောထားပါသေးတယ်ခင်ဗျ။တဖက်မှာတော့မန္တလေးတိုင်းတောင်သာမြို့နယ်ကရုံးစီကြီးဂျေးရောမှာတဆွဲထားတဲ့အကြမ်းဖက်စစ်တပ်က ်ဂျေးရွာတွေကနေအိမ်တွေအပြင်အနီးပတ်ဝန်းကျင်မှာရှိတဲ့ဂျေးရွာတွေကိုဝင်ရောက်ပြီးနေအိမ်တွေကိုနှစ်ရက်ဆက်တိုက်မိရှုဖျက်ဆီးနေတယ်လို့ဒေတာတွင်းသတင်းရှင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့စတင်ဘလ18ရက်နေ့နဲ့18ရက်နေ့တွေမှာပဲဒေါက်တာမြို့နယ်ကရုံးစီကြီးဂျေးရွာမှာတဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကဂျေးရွာထဲမှာရှိတဲ့တန်ဂျေးကုန်းရက်ွက်နဲ့မြောက်ချမ်းရက်ွက်ကနေအိမ်တွေကိုအကြောင်းမဲ့မိရှုဖျက်ဆီးနေုံနဲ့မကအနီးပတ်ဝန်းကျင်မှာရှိတဲ့တံပိုးဂျေးရွာကိုပါသွားပြီးတော့ နေအိမ်တွေကိုမိရှို့တားတွေလုပ်နေတယ်ဆိုပါတယ်အဲ့ဒီလိုအချက်ဖက်စစ်တပ်ကပြည်သူပိုင်းနေအိမ်တွေကိုမိမရှို့ခဲ့နေအိမ်တွေတဲကတံပိုးရှိပစ္စည်းတွေကိုခိုးယူတယ်ဆောင်ပြီးတော့မှနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့ကြတာဖြစ်တယ်လို့လဲဒေတာတွင်တရင်ရင်မြစ်ကပြောထားပါတယ်ဂျေယော်နီပြည်သူတွေကတော့စစ်တပ်စစ်ကြောင်းရွာဘက်ကိုလာပြီးဆိုကြတဲ့ကအကုန်လုံးထွက်ပြေးတိမ်းရှောင်သွားကြတာဖြစ်တဲ့အတွက်အချက်ဖက်စစ်သားတွေဟာ ရွာထဲမှာရှိတဲ့နေအိမ်တွေကပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူပြီးတော့မှနေအိမ်တွေကိုပါမိရှုဖြက်စီးတွားခဲ့ကြတာဖြစ်တယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ဒါအပြင်အဲ့ဒီအကြံဖက်စစ်တပ်ဟာရုံးစီကြီးခြေရွာမှာအထိုင်ချတဆွဲထားပြီးအဲ့ဒီရွာထဲကထွက်ပြေးလို့မလွတ်တဲ့ပြည်သူတွေကိုလည်းဖမ်းဆီးထားသလိုဘုံကိုချင်းထဲမှာဖမ်းမိတဲ့အမျိုးသမီးနဲ့ထမင်းပုတ်ရင်ဖမ်းမိတဲ့အမျိုးသမီးတွေကိုပါအာရမပြုကျင့်ခဲ့ကြတယ်လို့လည်းဒေတာတွင်သတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ ပကိုးတိုင်းကအချင်းတောင်နှစ်ခုမှာအချင်းသူတွေရေပြားဆိုင်ရာကုဆတ်ယောဂါစိုးစိုးရွားရွားခန်းစားနေရတယ်လို့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။ဒါကတော့ပကိုးတိုင်းကဒိုင်ဦးအချင်းတောင်နဲ့တာဝရီအချင်းတောင်မှာမတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအချင်းသူတွေဟာနေရာထိုင်ခင်းကြက်တဲမှုနဲ့တောက်သုံးရီလုံလုံလောက်လောက်မရတဲ့အတွက်အချင်းသူတွေမှာအရေပြားဆိုင်ရာကုဆတ်ယောဂါတွေစိုးစိုးရွားရွားခန်းစားနေရတယ်လို့ဆိုထားပါတယ်။လက်ရှိ အဲ့ဒီအကျဉ်းထောင်တွေမှာဈေးဝကုသမှုလဲလုံလောက်မှုမရှိသလိုယောဂပြင်းပြင်းထန်ထန်ဖြစ်လာရင်ဈေးမရှိတာကများနေပြီးချိုးရည်တွေနဲ့သုံးရည်တွေလဲလုံလောက်မှုမရှိတာတွေကြောင့်အပြင်နေရာတိုင်းကစက်တဲမှုတွေကြားမှာပါယောဂကုသမှုတွေဟာစိုးစိုးရွားရွားဖြစ်ပေါ်နေတယ်လို့နိုင်ငံရေးကျင်းသားများကကြီးဆောင်းရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်လက်ရှိအဲ့ဒီဘကိုးတိုင်းကအကျဉ်းထောင်တွေတင်မကမြန်မာနိုင်ငံအနှံ့ကအကျဉ်းထောင်တွေမှာလဲအရေးပြယောဂဖြစ်ပေါ်နေပြီး အဖြစ်များဆုံးကတော့ရမဲတင်းထောင်ပြီထောင်အင်းစိန်ထောင်အပြင်အခုဖော်ပြထားတဲ့ဒိုင်ဦးထောင်နဲ့တာယာဝတီတွင်မှာပါအများဆုံးဖြစ်ပွားနေတယ်လို့သိရပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ